အားလုံးပဲမင်္ဂလာပါဗျကိုရဲကြီးပွဲချိုသုံးသက်ချက် page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့ည GUE ပွဲစဉ်တပွဲဖြစ်တဲ့ Inter Milan နဲ့ River Plate ပွဲစဉ်ကိုသုံးသက်ရွေးချယ်ပေးကြပါတယ် Inter Milan က River Plate ကို level 60အကျော်ပေးထားပါတယ်ဒီမှာပြန်စဉ်းစားမယ်ဆိုရင်တော့ Inter Milan ရဲ့ level 60ကချီဦးလက်ထက်တွက်ကိုတွက်ရမယ်အနေထားပါတကယ်အားစိတ်ကစားနေတာလားကစားအားပဲကြာနေလားဆိုတာကအဓိကချက်ပါ ဦးရွာနဲ့ပွဲမှာလူစုံနီးပါးပွဲထုတ်လာပြီးဖိအားပေးလက်ကစားနိုင်ခဲ့တယ်ဂိုးပေါက်ကန်သွင်းမှုလည်း26ကြိမ်အထိကိုလုံနိုင်ခဲ့ပါတယ်တစ်ဖက်ကစေဗတာက26ကြိမ်မှာတော့2ကြိမ်သာဆေးခဲ့ရမှုအင်တာရဲ့အဆုံးသက်ပိုင်းတွေတိတိတတ်တအားနေနေတယ်လို့ရှေ့ကမွန်တာရွေးနဲ့ပွဲမှာဆိုလည်းဖိအားပေးကစားနိုင်ခဲ့တယ်အဆုံးသက်ပိုင်းပဲအားနေခဲ့တာမို့တေချာတဲ့တစ်ခုကတော့အင်တာမီလန်တိုက်စစ်အခန်းကဏ္ဍမှာမာတီနက်စ်ဖော်ပဲဦးတည်နေပါတယ်မာတီနက်စ်တာအလုံးမဖြစ်ရင်အင်တာတိုင်ပတ်နေပြီးမာတီနက်စီဘောလုံးပေးဖို့ဆိုတာကလည်းဘာဝဲလာတယောက်တာအားကိုးလို့ရတဲ့အနေထားပါ ဒီပွဲတော့အင်တာမီလန်လူဆုံပွဲထုတ်လာမှာပါဂျာဂိုင်နှုံးရဲ့လက်ရှိအနေထားကတော်လေးများပါတယ်ရီဘာပလိတ်ကတော့လက်ရှိ5ခွချချက်နဲ့အင်တာမီလန်ကိုတည်ကစားနိုင်တာနဲ့အခြေအနေလုံးဝကောင်းသွားမှာဖြစ်ပြီးအင်တာကတော့မွန်ဒါရီ2ခုပြတ်နိုင်တာနဲ့ကြံခဲ့ရမှာပါဒါကြောင့်ရီဘာပလိတ်တို့ခံစစ်ကိုတေချာပေါက်ပြင်ဆင်လာမှာဖြစ်ပြီးလက်ရှိကစားခဲ့တဲ့နှစ်ပွဲမှာလည်းပနတီတကူတာပေးခဲ့ရတဲ့အနေထားမှာရီဘာပလိတ်ခံစစ်မာမှုနဲ့အတူအင်တာတိုက်စစ်အားနေပြီးခံစစ်ပေါ်ရောက်နေတဲ့အနေထားမှာအင်တာမီလန်အတွက်တေချာပေါက်အခက်တွေ့လာမယ့်ပွဲတင်တစ်ပွဲဖြစ်ပါတယ် အင်တာမီလန်ပဲဂိုးစသွင်းရင်လည်းအင်တာခန်စစ်ကိုပဲပြန်ထိရမှာဖြစ်ပြီးဝေဘာပလိတ်ဂိုးစသွင်းရင်လည်းအုပ်စုဘူနီယာအတွက်ခန်စစ်ပဲထိမှာမို့တေကြတဲ့တခုကတော့တောင်ယုံတိုက်စစ်ကစားလာမှာမဟုတ်ပဲဂိုးရရင်တော့ခန်စစ်ကိုပဲပြန်အာယုံဆိုက်ရမယ်အနေထားမှာဒီဘွဲက body ချက်ဂိုးပေါင်းနှလုံး80ရှုံးမှာဂိုးအုပ်တစ်ချောင်းတည်းကိုအတီးတန့်ရွေးချက်ထားတာအနိုင်တေကြမယ်လို့ယူဆပါတယ်ဗျဒါကြောင့်အင်တာမီလန်နဲ့ဝေဘာပလိတ်ပွဲတင်မှာဂိုးအုပ်ကိုရွေးချက်တုံးသက်ပေးလိုက်ပါတယ်ဗျ ဗီဒီယိုလေးကိုအစားဆုံးနားဆင်ပေးတဲ့ညီကိုတယောက်စီတိုင်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။